Hello အားလုံးပဲမြင်ကြတော့ပါမြန်ယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ဆိုတော့မေလ26ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေတခြားသတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်အတင်းကတော့ကျွန်တော်အပြောင်းအရွှေ့ရာသီမှာ Matthias Cunha တို့ဘာလို့ကိုခေါ်ဖို့အတွက် Here we go တွေဘာတွေဖြစ်ပြီးမှနောက်ထပ်အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ဆွေးနွေးနေရတဲ့ဆိုတဲ့သတင်းတွေကျွန်တော်တောက်လျှောက်တက်လာတယ်ဒါအပြင်အတင်းကနေပြီးတော့ရောင်းချမိတ်ကစားမတချို့တွေလည်းကျွန်တော်ရှိနေတာကြောင့်ဒီနေ့လက်ရှိနောက်ဆုံးရထားတဲ့အတင်းရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ကျွန်တော်သာ ဆွေးနွေးကြည့်အောင်ပါဆွေးနွေးကြည့်အောင်ပါမင်္ဂလာပါဆရာသမားမင်္ဂလာပါနော်အဲမနက်ကတော့ live ဒီပါဒီမှာသွားပြစ်ဘူးပေါ့လေနော်မနက်ကနည်းနည်းလေးနောက်ကျသွားတာဗျာနောက်ကျသွားတာ ਨੇ ဘာ ਨੇ ကျွန်တော်တို့သာတိတ်ပြီးတော့မသွားပြစ်တာဆိုတော့အခုတော့ကျွန်တော်တို့သာ live ပြန်သွားလို့ရပြီနော်မင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီအပြောင်းရွှေ့တဲ့ရင်အကြောင်းကျွန်တော်မပြောခင်မှာเนาะအပြောင်းရွှေ့တဲ့ရင်အကြောင်းကျွန်တော်မပြောခင်မှာအန်တိုနီဆန်တိုးစ်ပေါ့เนาะအန်တိုနီဆန်တိုးစ်ကတော့ TND Sport မှာသူအလက်ရှိအခြေအနေတွေကိုပြောလာတာရှင်တယ် ယူနိုက်တက်မှာသူကစားခဲ့ရတဲ့ဖိအားဒန်တွေကိုသူမခံနိုင်တော့ဘူးလို့သိတယ်မလားသူရဲ့အကူဖြစ်သူကလည်းအမြင်နဲ့သူခဏတိုင်းပြောပြတယ်ပေါ့နော်ဖိအားရီနဲ့အင်မတန်ကိုမွန်းချက်လွန်းနေပေါ့ဗျာဟိုပျော်ရွှင်ရတဲ့အချိန်ဆိုတာတော့မှယူနိုက်တက်မှာဘယ်တော့မှမသူပြန်ပြီးတော့မမှတ်မိတော့ဘူးပေါ့အိမ်ပြန်ရောက်တဲ့အခါမှာသလို့ရှင်လည်းပဲကိုယ့်ရဲ့သားလေးနဲ့အမြင်ပျော်ဖို့ရွှင်ဖို့အချိန်ပေးဖို့နေနေတဲ့တာဘာမှလည်းအချိန်မပေးနိုင်တော့ဘူးနော်ဟိုကလေးနဲ့လည်းအတူလိုက်ပြီးတော့ကစားပေးနိုင်တဲ့အချိန်ကြီးဆိုတာလည်းမရှိတော့ဘူး ဟာလီမာအခန်းနဲ့တောခက်ပြီးတော့ဘာမှမခံစားနိုင်တဲ့နေ့ရက်တွေတောင်မှသူရှိခဲ့တယ်ဆိုတာမျိုးကြီးကျွန်တော်ပြောသွားတယ်တော့ဗျာဘယ်လိုပြောမလဲအတင်းကတော့ပယ်ဒီအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ကတော့အပြောင်းအရွှေ့မှာရောင်းမှုပြင်ထားပြီးသားပေါ့လေအခုဆိုလို့ရှိရင်ဒါအန်တိုနီဆန်တိုးကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ real betty တို့အပြင် atletico madrid တို့ juventus တို့အန်တိုเนาะသူတို့၃သင်းကအန်တိုနီဆန်တိုးစ်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတာ မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအန်တိုနီဆန်တူအတွက်ပေါင်သန်း30နဲ့35သန်းကြာရမယ်ဆိုလို့ရှိရင်ရောင်းချမယ်ဆိုတဲ့သဘောမျိုးဆိုတော့ဒီနေရာမှာအပြောင်းအရွှေ့တွေကြောင့်ကျွန်တော်မပြောခင်အဲ့ဒါကြောင့်မို့လို့ပေါ့နော်ယူနိုက်တက်မှာကစားသမားတိုင်းမအောင်မြင်တာဗျာတည်လားကစားသမားတိုင်းဘာလို့မအောင်မြင်ရလဲဘာလို့တချို့လူတွေအောင်မြင်ရလဲဆိုရင်တို့ဖိအားဒဏ်ဒီမခံနိုင်ကြလို့ပဲနော်ဆိုတော့ Manchester United ဆိုတာနဲ့အားလုံးကမျက်စိတောက်တောက်ကျွန်တော်ကြည့်နေကြတာမင်းမင်းကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နော်တို့ဘလူးအချီနေပဲဖြစ်ဖြစ်အားလုံးကမင်းကိုမျက်စိတောက်တောက်ကြည့်နေကြတာ နော်나이ဝက်အတော်အတွင်းမာရင်ကိုပဲမင်းကအနိုင်ကူးတွင်းလို့ရှိရင်ကျွန်တော်ပြောဟီရိုဖြစ်သွားနိုင်တယ်လို့အုံကိုဒီပါတယ်ပီရလို့အသုံးမကျတာတခုခုကျွန်တော်တို့နော်ကျွန်တော်ဒီဖြစ်သွားတယ်ဆိုလို့ရှိရင်ချက်ချင်းဆိုသလို0အဆင့်ကြီးကျွန်တော်တို့ကျသွားနိုင်တဲ့ခြေနေမျိုးတွေကျွန်တော်ရှိတယ်နော်ကျွန်တော်ဟိုတနေ့ကလည်းပဲဂျိုရှာဇီဂစီတို့ပါလို့အဲ့လိုမျိုးကိစ္စတွေကျွန်တော်ပြောသွားတယ်အဒီ United လို့အတင်းမျိုးမှာကမလွယ်ဘူးတည်လားဆိုတော့အခုလက်ရှိအန်တိုနီလည်းပဲအဲ့လိုပဲဆိုတော့ထားပါတော့ဗျာအခုဆိုလို့ရှိရင်သူ Real Betis မှာလွတ်လွတ်လပ်လပ်သူကစားနေရပြီ အန်တိုနီဆန်တိုနော်နောက်ကိုပြန်မစင်းမှုကွာပါညာကျွန်တော်မကြားတော့ဘူးဆိုရှယ်မီဒီယာပေါ်မှာလည်းနီစနစ်နဲ့ပတ်သက်လို့အန်တိုနီဆန်တိုဟာဗေနီယာတွေအားနေကြောင်းဗေနီယာတွေပါဖြစ်ကြောင်းတည်တယ်မလားကျွန်တော်မကြားတော့ဘူးအထူးသဖြင့် real betting ကိုပြဘသူအာယုံဆိုင်လို့လဲဟုတ်တယ်မလားဆိုတော့ဘသူမှတိတ်ပြီးတော့အာယုံမဆိုင်ဘူးဘသူကမှဘာဖီအမှမရှိတဲ့အချိန်မှာကစားသမားတွေပို့ပြီးတော့ perform ပြဖို့အတွက်ပို့ပြီးတော့လွှဲတယ်တော်အခုလည်းကြည့်ကျွန်တော်ဝေးဝေးမကြည့်နဲ့ကိုရီအသင်းမှာရှိနေတဲ့ကစားသမားတွေအက်စတိုမီလာနဲ့ပွဲမှာကျွန်တော်တို့ကြည့်ကြည့်ဒီကောင်တွေမှာဘာဖီအားမှမရှိတော့ဘူးသူတို့သိတယ် ဂျိုပါလီလည်းသူတို့မရတော့ဘူးအကုန်လုံးကတိုင်ပတ်သွားပြီဒါပေမဲ့ဒီပွဲဒီဘာမှအရေးမပါတော့ဘူးနောက်တစ်ဆင့်လည်းတက်မဲ့ပွဲမျိုးမဟုတ်တော့သလိုကျွန်တော်ဟိုတိုင်ပတ်မဲ့ပွဲမျိုးလည်းကျွန်တော်မဟုတ်တော့ဒါကဒါပဲဒီပွဲနိုင်လို့ရှုံးလို့တည်ကြလို့ဘာမှဖြစ်မသွားတော့ဘူးသူတို့သူတို့သိရင်ဆိုတော့ဘာဖီအားမှမရှိတော့ဘူးပြိတက်တီကလည်းသိတယ်အရာသူအားလုံးကလည်းသိနေတယ်ဆိုတဲ့အချိန်မျိုးတွေမှာဒီကောင်တွေအေးအေးဆေးဆေးကစားသွားတာပဲဘာဖီအားမှမရှိပဲနဲ့နော်ပွဲပြီးတဲ့ခါမှာလည်းဘရူနိုဖာနန်ဒက်စ်ကိုကျွန်တော်တို့ဒါမေးထားတယ်နော်ဒီဂျာနယ်လစ်တွေကဘာကြောင့်မန်ချက်စတာယူနိုက်တက်က ဒီနေ့မှာပို့ပြီးတော့ကောင်းတယ်လေလို့ပေါ့နော်။ဘာကြောင့်မင်းပို့ပြီးတော့ကောင်းတဲ့ performance ကြီးပြနိုင်တယ်လေပေါ့။ Fernandez ကတော့ကျွန်တော်တို့မှာဘာဖြစ်အမရှိဘူးပေါ့။ဖြစ်အမရှိတဲ့အတွက်နော်အာလုံးနီးပါးကပူကောင်းအောင်ကစားနိုင်ကြတယ်ပူအာယုံဆိုင်နေကြတယ်ဆိုတဲ့မူကြီးပြောထားတယ်။ဒီခုတော့ရှိတာပေါ့လေ။ United လို့အသင်းမျိုးကိုရောက်ပြီးဆိုကြတဲ့ကဖြစ်အမရှိခြင်းလို့မရဘူး။လူဆိုတာဖြစ်အတွေအောက်ကနေရုံထွက်နိုင်မှအချိန်ကြီးကောင်းမှာ။အဲ့တော့ဘာလို့သူပရီးမီးယားလိမ့်မှာ United ဆိုလို့ရှိရင်တော့ဒါကဘာကဘာလုံးဆိုင်ရာကောက်ကိုပဲမျက်စိတောက်တောက်ကြည့်ရင်းခံရတဲ့အသင်းမျိုးဆိုတော့ ကျွန်တော်မပြောနဲ့ဗျာဒါပေမဲ့တို့တခြားအသင်းတွေဆိုလို့ရှိရင်တောင်းပါပေါ့နော်မလွယ်ဘူး United မှာပေါ့သူကထားပါတော့ Chelsea တို့ဘာလို့ဆိုလို့ရှိရင်လည်းမလွယ်ဘူးအရှိဂျီဒန်ဆန်ချိုတို့ရောက်စားတော့ငါဆိုလို့ရှိရင်ဟာတည်တယ်မလားအချင်းကြီးကောင်းပြီဘာညာနော် Man of the Match တွေဘာတွေရမြောက်စားကြတာပဲအခုလည်းကြီးတိုင်ပဲပြီဆိုတော့လေပြန်တုမယ်ပြန်ဖို့မယ်တကယ်ကဲတည်တယ်မလားအသင်းကအပြည့်အစုံမခေါ်တင်မှုဘာညာလုပ်နေကြတာဘာလို့လဲဆိုတော့အသင်းကြီးတွေမှာမလွယ်ဘူးဖြတ်တန်းတဲ့ကစားမတယောက်တည်းကဆိုတော့ဟိုဖီအားကအန်တိုနီဆန်တို့တယောက်တည်းပဲကျွန်တော်ရှိတာမဟုတ်ဘူးဗျာဒါသူ့ကိုတော့စာနာပါတယ်ကျွန်တော်ပြောချင်တာကနော် ။သူတို့လည်းပဲဖိအားကသူတယောက်တည်းကျွန်တော်ရှိတာမဟုတ်ဘူး။အန်တိုနီဆန်တို့ဟာဘယ်တော့မှဂျိုရှူဝါဇစ်ဂီလိုမျိုးပထမပိုင်းမှာလူစားလဲခြင်းမခံရဘူး။ဂျိုရှူဝါဇစ်ဂီလိုပထမပိုင်းမှာလူစားလဲခြင်းခံရတာကဘလောက်ရှက်စရာကောင်းလဲကျွန်တော်တွေးကြည့်လို့ရတယ်။အစားမတစ်ယောက်ဟာပထမပိုင်းမှာလူစားလဲခံရတဲ့ဘိုင်းအင်ဂျူရီမှန်လည်းမကြုံဘူးပါ냐ဆိုတာကောင်းကောင်းကျွန်တော်တွေးကြည့်လို့ရတယ်။ဘလောက်ရှက်စရာကောင်းမလဲဆိုတာအဲမဲ့ဂျိုရှူဝါဇစ်ဂီဒီအဲ့တုန်းကပရိသတ်တွေပြောင်းရင်းကွင်းထဲမှာနော် ဝင်းထဲမှာပြောင်ချင်းလောင်ချင်းခံရတဲ့အချီနီနီးပြားကလည်းပထမပိုင်းမှာတင်မပြီးသေးခင်မှာတင်မဲ့လူသားလဲတဲ့အချီနီမျိုးကနေအခုဆိုလို့ချင်းကျွန်တော်တို့ဒါပြိသက်တွေအများကြီးသဘောကျတဲ့ကစားမတရားဖြစ်လာပြီ။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကဖိအားတွေကိုကောင်းကောင်းရင်ဆိုင်နိုင်ပြီးတော့ပူကောင်းအောင်လုပ်နိုင်ခဲ့လို့ပဲ။အဲ့တော့ကျွန်တော်တို့မှာဆိုလို့ချင်းအခုလက်ရှိအန်ဒရယ်ဦးနန္နာတို့ဒီကူသမားတွေဆိုတာမျိုးကဗျာဒီပရိုကူသမားတွေပြီးလို့ရှိရင်လည်းအင်တာမီလန်တို့ဘာလို့ ਨੇ ဟို Champions League Final တွေဘာတွေဒီကျွန်တော်ရောက်ထားခဲ့တဲ့ကူသမားတွေသူတို့ကအရေးချင်းမရှိဘူးဆိုလို့ရှိရင် IT အဆင့်ထိရောက်စရာအကြောင်းမရှိဘူး။ တိုးတော့အခုလက်ရှိအသင်းမှာကျတော့ဘာမှမဟုတ်တော့ဘူးသိတယ်မလားမလိုအပ်တာတွေတော့မှကျတော့ကုဘီနာကဖြတ်သွားမြေဘောလုံးလေးပေါက်ပေါက်ခွားပေါက်ခွားဖြစ်နေတာတော့မှဟိုခြေထောက်နှချောင်းဇုံမြောက်ပြီးတော့မြင်ဒိုင်ပင်ထူးလို့ထူးနေဘာတွေလျှောက်လို့မှမသိတော့ဖြစ်သွားပြီ exam တွေဒီဘာ confidence မရှိတော့လို့ဖြစ်ရတာဘာမှယုံကြည်မှုမရှိတော့လို့ဖြစ်ရတာ PR ဒဏ်ဒီကိုမခံနိုင်တော့လို့ကျွန်တော်ဖြစ်ရတာအဲ့ဆိုတော့ရောက်ဒီလိုမျိုးခက်ခဲပါတယ်ဆိုတဲ့ကာလမှာဆိုပူရောင်ဆူးသေးတယ်ပူရောင်ဆူးသေးတယ်ကျွန်တော်တို့အနေနဲ့เนาะအခုလက်ရှိ market structure နဲ့ပတ်သက်ပြီးတော့ Aston Villa ကိုပြောင်းသွားတယ် သူတို့ဘာပြောကြသည်လဲဘယ်သူမှဘာမှမပြောကြတော့ဘူးဟုတ်တယ်မဂရင်းမဆိုင်ကြတော့ဘူးဗျအခုဆိုလို့ရှိရင် तू injury ကြောင့်ယာတီကုန်ကြီးကျွန်တော်နားတော့မယ် astrometer လိုနေပါပြီဆိုတဲ့အချိန်မှာ तू မရှိဘူးဘယ်သူဂယူဆိုင်လဲဘယ်သူမှဂယူမဆိုင်ဘူးဘယ်သူမှဂယူမဆိုင်ဘူးကျွန်တော်အနေနဲ့ဒါပေမဲ့လို့ကျွန်တော်လက်ရှိ United မှာကျတော့အဲ့လိုမဟုတ်တော့ဘူးဒါကြောင့်မနော် United မှာကစားသမားတိုင်းဘာလို့မအောင်မြင်လဲဆိုတော့ဒီအသင်းရဲ့ pressure down ကိုမခံနိုင်လို့ပဲသူတပြင်းတော့ကျွန်တော်တို့တမိုင်းကကြီးလွန်းတော့အဲ့ဒီတမိုင်းရဲ့ရိုက်ခတ်မှု down တွေကရှိနေသေးတာ အာအရင်တုန်းကတော့ဘလူးကစားမတွေရှိခဲ့တာအခုတော့ငါတို့ဘလူးကောင်းတွေကြည့်နေရတယ်ဆိုတဲ့ပုံစံမျိုးเนาะဒါအပြင်ကို့အသင်းရဲ့အချင်းကြီးကလည်းကစားမတွေမှာအသင်းကိုကျွန်တော်တို့အထိုင်ကျဖို့ခဲရင်ပါတယ်ဆိုအဆင့်၅နဲ့ယာစီသိမ်းရတာတို့เนาะဟူသင်းနဲ့တွေ့လဲရှုံးတာတို့ဒီကောင်ကလည်းဂိုးပေါက်တဲ့အောင်မကန်နိုင်တာတို့ဦးကောင်ကကို့ရှိမှရှိတဲ့ဘောလုံးပါစကိုတော့မှန်အောင်မပြီးနိုင်တာတို့အဲ့ဒါမျိုးတွေကျွန်တော်တွေ့နေရတာဒါရီယာဖီအားတွေကြောင့်ဖြစ်ရတာတွေပဲအဲကြောင့်အန်တိုနီဆန်တိုးစ်ကတော့ဗောနော်သူအနေနဲ့ယူနိုက်တက်မှာကစားခဲ့ရတဲ့ဖီအားဒန်နီကို လုံးဝမခံနိုင်တော့ဘူးဆိုပြီးတော့သူပြောခဲ့တယ်။ဒါတော့အနာဂတ်တွေကတော့ဘာဆက်ဖြစ်မလဲကြည့်ရမှာမှန်ပြီမဲ့လို့အန်တိုနီဆန်တုစ်ကိုတော့လက်လွတ်တာကပဲအကောင်းဆုံးပါ။ယူနိုက်တက်မှာပြန်ရောက်လာမယ်ဆိုလို့ရှိရင်လည်းပဲပရီးမီးယားလိရဲ့ဒမန်ဖြစ်တဲ့ physicality နဲ့သူနဲ့ကအဆင်မပြေဘူး။နောက်တာအပြင်ကျွန်တော်တို့ပရီးမီးယားလိအဆင့်15မှာဒီတက်ဘူဆိုးလို့မရတော့တဲ့အခြေအနေမျိုးမှာကစားမတိုင်းကကောင်းနေမှရမှာဒီတော့အန်တိုနီဆန်တိုတို့ပြန်ရောက်လာပြီဆိုရင်လည်းစိတ်ညစ်ရတာပဲကျွန်တော်ရှိမှာပဲ။ဒါတော့အန်တိုနီဆန်တိုအနေနဲ့ လက်ရှိအချိန်အချိန်ကြီးကောင်းနေပါတယ်ဆိုတဲ့ real bet ဒါမှမဟုတ်နော် atletico madrid ဒါမှမဟုတ် juventus တို့ကိုသူပြောင်းပြောင်းမယ်ဆိုလို့ရှိရင်သူ့အတွက်လည်းကောင်းမယ်လက်ရှိခြေသွမ်းပြနေတာဖြစ်တဲ့အတွက် bet တွေအတွက်လည်းကျွန်တော်ကောင်းမယ်ကိုအသင်းကလည်းရောင်းချပြီးတော့ငွေရှာနေတာဖြစ်တဲ့အတွက်အသင်းအတွက်လည်းကျွန်တော်ကောင်းမယ်အဲကြောင့်ကစားမားတိုင်းခြေသွမ်းပြဖို့မလွယ်ကူတဲ့နော်ဖိအားများတဲ့အသင်းမျိုးမှာ anthony santos တို့ဘာလို့လဲကျွန်တော်ဒါလမ်းခွဲတာက၃ဘက်စလုံးတွေအကောင်းဆုံးလို့ကျွန်တော်ထင်တယ်ဆိုတော့ anthony santos ဘယ်အသင်းကိုပြောင်းသွားမလဲကျွန်တော်ကြည့်ရမှာပေါ့လေ ကျွန်တော်အသင်းမှာကစားသမားတိုင်းတို့ကမလွယ်ကူပါဘူးเนาะကစားသမားတိုင်းလည်းကျွန်တော်မလွယ်ကူပါဘူးเนาะဆိုတော့အဲနောက်တစ်ခုကျွန်တော်အပြောင်းရွှေ့နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်ပြီးလို့ရှိရင်ကျွန်တော်ကွန်မန်လီလေးကျွန်တော် AC ဖတ်အောင်ဆိုတော့เนาะဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့လက်ရှိမှာ Richard Fado Manchester Evening News ကပဲเนาะ Alex Crocks တို့ကနေပြီးတော့ကျွန်တော်သာ report လုပ်ထားတာရှိရယ် Manchester United က Brian Brandford အလင်းရဲ့ပေါ့နော်ကျွန်တော်တို့က right wing ကစားမဖြစ်သူအံပွဲမှုကိုခေါ်ဖို့အတွက်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Brentford ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူတွေပေါင်တန်း90ဝန်းကျင်တတ်မှတ်ထားတယ်ပေါ့။ Manchester United ကတော့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့အတွက်ဂါနာချူကိုရောင်းချလို့ရတဲ့ငွေကြီးတွေကိုတုံးပြီးတော့ကျွန်တော်တို့ကခေါ်ယူဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲကျွန်တော်ကတော့ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတာကတော့အပေါင်းလက္ခဏာပါ။ဒါအပြင်ကျွန်တော်တို့ဒီ မဒီယက်စ်ကွန်ညာတို့ဘာလို့ကိုရအပြီးမှာနောက်ထပ်ပရီးမီးယားလေးမှာအခြေကြပြီးသားတွင်ကိုဖန်တီးမှုတွေနဲ့ပတ်သက်ပြီးတော့ကောင်းပြီးသားကစားမတဲ့ကိုခေါ်မေဆိုရင်အဆင်ပြေတယ်ဗျာဒီလားဆိုတော့အမေတန်90ဆိုတာကတော့အတင်းဘက်ကတော်တော်ကြီးစဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့တွေးကြည့်ရရင်မဒီယက်စ်ကွန်ညာကိုကျွန်တော်အနေနဲ့တန်60ကျွန်တော်ပြီးခေါ်ထားတယ်လက်ရှိပွဲမှုကိုကျွန်တော်တန်90ပြီးခေါ်ပြီးတော့အဲ့ဒီနှစ်ယောက်တင်ဖို့တန်100ကျော်ကုန်သွားပြီဆိုရင်အတင်းအတွက်နောက်ထပ်ကစားမတွေနောက်ထပ်အားပြမဲ့နေရာတွေကခဲရင်သွားမှာ ဒါအပြင်ကျွန်တော်တို့ကအဲ့ဒီနှစ်နေရအားဖြည့်လိုက်လို့ခံစစ်မှာအမှားတွေလုပ်နေတာဂူသမားကဂူမဖမ်းနိုင်တာကွင်းလေက physicality အားနည်းတယ်လို့ဘာမှပြိုင်ဘက်ကိုထိန်းချုပ်မကစားနိုင်တာ wing backs တွေကအဆင်မပြေတာအဲ့ဒါတွေအကုန်ပြည်လေသွားမှာမဟုတ်ဘူးတိုက်စစ်ကိုအားနည်းလို့တိုက်စစ်ကိုအားဖြည့်ရင်အတိုင်းအတာတစ်ခုတိုက်စစ်ကောင်းလာမယ်ကွင်းလေ wing back နဲ့ခံစစ်ဂူသမားတွေကဒီတိုင်းကြီးကြံခဲ့မှာဆိုတော့အတင်းတွက်ငွေသုံးမယ်ဆိုတဲ့နေရာမှာကျွန်တော်ကစားမကောင်းနေတော့ကျွန်တော်ရကျင်တာပေါ့တော်တော်လည်းပဲကစားမကောင်းနေရဖို့အတွက်ဈေးတွေ အတွက်ကလည်းတော်တော်ကြီးကိုအဆင်ပြေနေမှကိုယ့်အတွက်ကဖြစ်မယ်အခုက Champions League ဘာတွေကနေပြီးတော့လဲကျွန်တော်တို့ဒါဝင်ခွင့်မရတော့ဘာမှဝင်ငွေမျှော်လို့မရဘူးကိုအတင်းရဲ့ကစားမားတွေရောင်းချပြီးတော့အဲ့ဒီကနေရလာတဲ့ငွေတွေကိုပဲကျွန်တော်မျှော်လင့်ရမှာဆိုတော့ကာနာချူတို့ဘာတို့ကိုရောင်းလို့ရတဲ့ငွေတွေကိုသုံးမယ်ဆိုရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင်တော့အတင်းတွက်ကကျွန်တော်တို့မလွဲဘူးဒါအပြင်ကစားမားအနည်းဆုံး9ယောက်6ယောက်9000လောက်ထိကိုခေါ်ဖို့လိုတဲ့ကိုတွေအတင်းမှာကစားမား2ယောက်အတွက်တန်းတရာကျော်ကုန်မယ်ဆိုရင် အလုံးမန်းတော့အတင်းတွက်လက္ခဏာကလက္ခဏာကောင်းဟုတ်နေတယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်ဆိုတော့ဘွယ်မူနဲ့ပတ်သက်လို့ရှိရင်တော့ပရီးမီးယားလိမှာနံပါတ်1ပရီးမီးယားလိမှာအံဝင်ခွင့်ကြဖြစ်ပြီးသားကစားမတယောက်ဖြစ်တဲ့ physicality ကျွန်တော်တို့ကောင်းတယ် twin goal တွေဖန်တီးမှုနေနဲ့ပတ်သက်လို့ပေါ့နော်ဒီကစားမကဒီရဒီမှာတော်တော်ကောင်းကောင်း performance တွေပြထားတဲ့သူတယောက်ဖြစ်တယ်ဒါအပြင် nero number 10မှာလည်းပဲအကောင်ဆုံးကစားနိုင်စွမ်းရှိတယ်ဆိုတော့ကွန်ညာဘွယ်မူဆိုတဲ့ကျွန်တော်တို့ဒီအတွေ့ကအတင်းတွက်မျှော်လင့်စရာအများကြီးဖြစ်လာမှာပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်တို့ ကျွန်တော်ရိုင်ယန်ချာဂီရိုဘာရိုကိုကျူးပန်းသိနေလို့ထင်တာပဲချာဂီရိုဘာရိုကတခုတော့ရှိတာပေါ့နော်ပရီးမီးယားလိမှာကစားဘူးတဲ့ပလေယာတွေမဟုတ်တဲ့ခါကျတော့ပရီးမီးယားလိမှာအဆင်ပြေပါမလားမပြေပါမလားပေါ့နော်ဆိုတော့ကစားမကအသက်ကလည်းငယ်သေးတာ ਉਹ ကျွန်တော်ကတော့ဘွယ်မူဆိုလို့ရှိရင်တော့ပို့ပြီးတော့အာမခံချက်ရှိလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ရိုင်ယန်ချာဂီဆိုလို့ရှိရင်ပို့ပြီးတော့မျောလင်းချက်ထားလို့ရတယ်ဘာလို့လဲဆိုတော့ရိုင်ယန်ချာဂီရဲ့စီလင်ကအမြင့်ကြီးပဲပြောရရင်ဒီဘွယ်မူပို့ပြီးတော့ကောင်းနိုင်စွမ်းရှိသေးတယ်ဆိုတာတဲ့ Ryan Chucky ပူကောင်းနိုင်စွမ်းရှိသေးတယ်ဆိုတာကပို့ပြီးတော့ များတယ်အချီနီကခြာကီရဲ့လက်ရှိမှာ22နှစ်အောက်ပဲကျွန်တော်ရှိသေးတယ်ခုမန်ချက်စတာယူနိုက်တက်နဲ့ထိပ်တော့တွေ့တော့လေအမှန်ကန်လုတ်ပြသွားတာဆိုတော့ပရီးမီးယားလိမှာအံဝင်ခွင့်ကျမဖြစ်ဘူးလို့ကစားမတိုင်းကိုကျွန်တော်ပြောလို့မရဘူးဟုတ်တယ်မလားဟိုအတိုင်းအတာတစ်ခုကြီးတော့ဗျာပရီးမီးယားလိဆိုတော့ကိုအသင်းမှာတော့အံဝင်ခွင့်ကျဖြစ်ပါမလားလို့ဘာလို့ဒါတော့ဗျာကျွန်တော်စမ်းမကြည့်ပဲနဲ့ဘာမှမသိဘူးလေသိရင်တော့ဘယ်သူကခေါ်မှာတော့ဟုတ်တယ်မလားအဆင်မပြေဘူးဆိုတာသိရင်တော့ဘယ်သူကခေါ်မလဲကျွန်တော်ဒါမျိုးလေးကျွန်တော်စမ်းကြည့်ရမှာပဲဒါအပြင်ချာကီလူကစားမမျိုးတွေကိုကျွန်တော်ခေါ်လိုက်လို့ပေါ့နော်အဆင်မပြေဘူးဆိုရင်လည်း န်20လောက်နေတင်ကျွန်တော်တို့ဒါရနိုင်မယ့် player မျိုးဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်ကတော့စွန်စားသိနေလို့ထင်တာပဲစွန်စားသိနေလို့ထင်တာပဲဆိုတော့တခုတော့ရှိတာပေါ့လေအဲဒီ Emperor Deck မှာဆိုလို့ရှိရင်တော့ Ryan Chucky ဆိုတာထက်ဒီ Ambwe Mu ကအများကြီးပိုပြီးတော့ကောင်းနေတာသူတို့လည်းပဲဘွယ်မူကဘယ်နှစ်နှစ်ရှိနေ25လား26လားချာကီကအများကြီးပူပြီးတော့ချင်းကြီးကောင်းနိုင်တယ်ဒီနေရာမှာကစားမကလာခြင်းသလားဆိုတာလည်းရှိသေးတာပေါ့လေအဲ့ဒါကလည်းကိုရီကျူးစားမှကိုရီဆင်းပြီးတော့ခေါ်ဖို့ကျူးပန်းမှတည်ရမှာ ဒါကြောင့်ဗောနညီကတို့ဘလူဘသူကိုပို့ပြီးတော့လိုချင်ကြတယ်ဒီညမှာဈေးကတော့တန်း30လောက်ကြားထဲမှာကွာဟမှုရှိတယ်ပေါ့လေကစားမားတွေလာခြင်းမလာခြင်းဆိုတာကလည်းအံပွဲမှုလဲလာခြင်းမလာခြင်းကျွန်တော်မသိရသေးဘူး Ryan Chagile လာခြင်းမလာခြင်းကျွန်တော်မသိရသေးဘူးနော်ဆိုတော့ညီကတို့ရောဘလူဘလူမြင်ကြတယ်ကျွန်တော်လက်ရှိမှာတော့အတင်းရဲ့ဘက်ကတော့အံပွဲမှုကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့စတင်ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒီညမှာဟိုတန်း90လောက်ကုန်မဲ့ကစားမားဖြစ်တဲ့အတွက်ခနာချူကိုရောင်းပြီးမှရတဲ့ငွေကိုသုံးမှာဆိုတော့ကျွန်တော်ဆွေးနွေးတာတွေကဗောနော်ကြားထဲမှာ ကာလာကြောက်အောင်မယ်လို့ကျွန်တော်ထင်တာပဲဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်